အဓိကတရားအထုတ်တယ်ဆိုတာဘဝရဲ့ပုံမှာမမောမှုကင်းသွားအောင်လုပ်တာပဲတကယ်ကအဲ့တော့မမောမှုကင်းတယ်ဆိုတာကမကောင်းတဲ့သဘာဝကြီးကိုမကောင်းတဲ့သဘာဝကြီးလို့တိမှမမောမှုကလည်းကင်းပါလေကျွန်တော်အခုမမောစရာမဟုတ်တဲ့ဒီအစဝေးကြီးဒီဘဝကြီးကိုပဲအမှန်တိုင်မသိတဲ့အခါကျတော့ဒီမျိုးစုံနဲ့မမောနေရတာအဲ့ဒီမမောမှုကပဲဒုက္ခအလုံးကိုဖြစ်စေတတ်တဲ့အကြောင်းတရားကြီးဖြစ်နေတဲ့အတွက်ကြောင့် ဒုက္ခကိုဒုက္ခမှမသိလိုက်မမောလိုက်မမောတော့ဒုက္ခဖြစ်လိုက်ဖြစ်နေတဲ့ဒုက္ခကိုဒုက္ခမှမသိဒုက္ခမှမသိတော့မမောမမောတော့တခါဒုက္ခထပ်ဖြစ်သမှုရိယနဲ့ဒုက္ခဒီနှစ်ခုနဲ့ပဲဘုံဘုံတို့ဟာလဲပတ်ခဲ့တော့နော်တရားအထုတ်တယ်ဆိုတာဘာလို့ရိုးရိုးလေးကောက်ချက်ဆွဲပြီးတော့ပြောရမယ်ဆိုရင်ဘဝရဲ့အကြောင်းကိုအမှန်သိအောင်လုပ်တာဘယ်စင့်တီတီမှာအမှန်သိတဲ့အနေအထားကအထုတ်တေရောက်တာတော့ဆိုရင်ဒုက္ခသစ္စာကိုပိုင်းခြားသိတဲ့အစဉ်ရောက်မှာ အမှန်သိတဲ့ဣစာကအထုထေရောက်လာကိုအဲ့ဒီကိုရှေ့ရှုရမှာနော်ဒုက္ခသစ္စာဆင်းရဲခြင်းဒီနမှာဆင်းရဲတယ်ဆိုတာကခရခက်တဲ့သဘောမျိုးဒုက္ခဝေဒနာကိုရည်ရွယ်ပြောတာမဟုတ်ဘူးဆင်းရဲဆိုတဲ့ဒုက္ခဆိုတဲ့စကားလုံးလေးကိုဘုဘုံတော့နားလည်မှုကြည်ပြန်စူးစမ်းရမယ်ကျင့်မြန်ဖြင့်ဒုက္ခဝေဒနာဒုက္ခလက္ခဏာဒုက္ခသစ္စာ ဒုက္ခရဲ့နောက်မှာကပ်ပြီးတော့လိုက်လာတဲ့စကလုံးလေးသုံးလုံးကိုအခြေခံပြီးတော့ဒုက္ခရဲ့အကြောင်းကိုအကြံပြန်အုံမျိုးလောက်တော့နားလေရမယ်ဟုတ်လားဒုက္ခဝေဒနာဆိုတာဆင်းရဲတဲ့ခံစားချက်ဒါတော့ခက်ကြမ်းကြမ်းပြောရရင်အိဆန်လေးတော့ဒီသူတို့ရိုက်မယ်ဆိုရင်ကြောက်တယ်ခုဒုက္ခသစ္စာဆိုတာအဲ့ဒီဒုက္ခဝေဒနာရမှာပြောတဲ့ဒုက္ခမျိုးကိုဆိုတာဒုက္ခသစ္စာနဲ့ ဒုက္ခဝေဒနာကြားထဲမှာဗာကျန်နေတော့ဒုက္ခလက္ခဏာယုံဉာဏ်တို့ရဲ့ဒါဟာယုံဉာဏ်မှာပဲလို့တိကျောင်းအမှတ်အသားလက္ခဏာရေးသုံးပါဆိုချင်လက္ခဏာဆိုတာဒါလို့တိကျောင်းအမှတ်အသားယုံဉာဏ်တွေမှာဒါဟာယုံဉာဏ်ပါပဲလို့တိနိုင်တဲ့အမှတ်အသား၃ခုရှိတယ်အဲ့ဒီအမှတ်အသား၃ခုကဘာလို့ဆိုတော့အနေစာဒုက္ခ ယုံနာမှန်ရင်ဖြစ်ပြီးရင်ကြောက်ပါယုံနာမှန်ရင်မကောက်ယုံနာမှန်ရင်အဆိုးမရဘူးဘုရားဖြစ်เสียရှိတဲ့အတိုင်းဖြစ်တာကိုယ်ဆန္ဒကိုလိုက်လျောပုံပြုံနဲ့တိတောင်မသိဘူးကောင်းကောင်းဖြစ်เสียအကြောင်းရှင်ကောင်းကောင်းဖြစ်တယ်ဆူဆူဖြစ်เสียအကြောင်းရှင်ဆူဆူဖြစ်တယ်အကြောင်းတရားပေါ်မှာမူတည်ပြီးတော့သူ့လန်းစဉ်သူ့တိုင်းမှာမိတ်မဲတုံသွားတယ်ဘာမှစောဒကတက်လို့လည်းမရဘူးဘာမှတောင်းဆိုလို့လည်းမရဘူးဘာဖြစ်ခြင်းနဲ့ဘာမဖြစ်ခြင်းဘူးဆိုတာကိုတဘာဝတရားက တိတောင်မတိဘူးလိုက်လျောဖို့မပြောနဲ့နော်ဒါကပြောတာလေအနတ္တဆိုပြီးနော်အနေဆာဒုက္ခအနတ္တဆိုရင်အဲ့ဒါယုံနာပဲယုံနာဆိုရင်လည်းအနေဆာဒုက္ခအနတ္တပဲအဲ့ဒီလက္ခဏာရေးသုံးပါးအရာမှာပြောတဲ့ဒုက္ခကြတော့အဓိပ္ပာယ်တမျိုးဝေဒနာအရာမှာပြောတဲ့ဒုက္ခကတမျိုးဟုတ်တယ်နော်ဝေဒနာမှာဒုက္ခဝေဒနာလည်းရှိရယ်နော် လက္ခဏာနဲ့ညှိမယ်ဆိုရင်အဲ့ဒီဒုက္ခဝေဒနာဟာလည်းဒုက္ခလက္ခဏာထဲမှာပဲအကျုံးဝင်ရတယ်။ဒုက္ခဝေဒနာလည်းပဲပျက်စီးသွားလို့မကောင်းဘူးလို့ပြောတာ။ဝိပရိနာမဒုက္ခဖြစ်အောင်လောရတဲ့သင်္ခါရဒုက္ခဖြစ်ပြီးတော့ဘာမှကြာပျက်စီးသွားတယ်ပျောက်ပြတ်သွားတယ်ဆိုတဲ့ဝိပရိနာမဒုက္ခဒုက္ခဝေဒနာမှာဒုက္ခနှစ်ချက်ရှင်းနောက်ချံရံထားအဲ့ဒါကိုမြင်အောင်ကြည့်ဟုတ်လားဘုံတို့စိတ်ချမ်းသာတာလေးပဲဖြစ်ဖြစ်ကိုချမ်းသာတာလေးပဲဖြစ်ဖြစ် ၎င်းရတာမဟုတ်ဘူးရအောင်လုပ်ရတယ်။တချို့ဒုက္ခဝေဒနာကအရန်စေးကြီးတယ်။ယာကြီးလုပ်ရတယ်။လုံးဝရတာမလုပ်ဘဲနဲ့မရဘူး။ဒီသဘောလေးကိုပြောတာနော်။လုံးဝရတယ်ဆိုတာဘာတော့သင်္ခါရ။ gain ခက်ခက်ခဲခဲပင်ပင်ပန်းပန်းရှာပွေလုံး gain ဆောင်ရွက်တာလို့ရပါပြီဆိုတော့အကြကြီးတည်တဲ့အမျိုးလား။မဟုတ်ဘူးခဏနဲ့ပြန်ပါ။မတင်မတ်တဲ့ချိန်မှလည်းပြက်ချင်းပြက်သွားတယ်။အောက်လွဲဖောက်ပြန်လည်းဖြစ်တတ်တဲ့သဘောရှိတယ်။အဲ့ဒါကိုဝိပရိနာမလို့ခေါ်တယ်။ ုတ်လားတော့ဒုက္ခဝေဒနာတည်ဒုက္ခလက္ခဏာထဲမှာပဲအကျုံးဝင်တယ်ဒါဝိပဿနာဉာဏ်ရရင်အဲ့ဒီဒုက္ခလက္ခဏာကိုသိတယ်ဒီသဘောပြောတာနော်နောက်ဆုံးဒုက္ခသစ္စာယာမှာပြောမယ်ဒုက္ခအဲ့ဒါကအရိယာမဉ္ဉာရမှဖွထွင်းပြီးတော့သိတဲ့အနေအထားဘုံတို့လိုကုသိုလ်စဉ်တရားအနေနဲ့အဲ့ဒီဒုက္ခသစ္စာယာမှာသိရမယ်ဒုက္ခသဘောကို ရေလေလေပပတ်နဲ့နဲ့ပြောဖို့ဆိုတာမဖြစ်နိုင်ဟုတ်လားဘွာကြီးကဒုက္ခပါဘွာတကယ်သိကျင်တယ်ဆိုရင်တကယ်သိတဲ့အဆင့်ဟုတ်လားထွထွင်းပြီးတော့သိတဲ့အဆင့်ကိုရောက်ချင်တယ်ဆိုရင်အဲ့ဒါမဲ့ညံရအောင်ကြိုးစားမှရမယ်အဲ့ဒီမဲ့ညံကလည်းသောသောကဒုက္ခလက္ခဏာကိုတိတိမှုဝိပဿနာဉာဏ်ရင့်တန်လို့ရှိရင်သူလည်းရမယ်ဒီတော့နော်ဒါကြောင့်တရားအထုတ်တယ်ဆိုတာပါတော့တရားအထုတ်တယ်ဆိုတာ ဘဝရဲ့အကြောင်းကို အမှန်သိအောင်ကြိုးစားပါအမှန်သိတာကဘယ်အနေအထားထိရောက်မှသိမှအထွတ်အထိပ်သိတာလို့ပြောနိုင်လို့ဆိုရင်ဒုက္ခသစ္စာကိုပိုင်ခြားသိမှအထွတ်အထိပ်ရောက်မှာဒုက္ခသစ္စာကိုသိလို့ရှိရင်တကယ်သိပြီဆိုရင် तू သိထားတဲ့ဒီအရာကြီးရဲ့ပုံမှာမမောမှုအဆင့်ဆင့်ဟာမဖြစ်သွားဘူးလို့ကျွန်ငင်းပါအဲ့ဒီမမောမှုခြုံငင်းရင်မမောမှုကြောင့်ဖြစ်မဲ့ဘဝတွေဒုက္ခတွေဆိုတာထပ်ပြီးဖြစ်เสียကြအောင်မရှိတော့ဘူးအမြင့်မားဆုံးရှုတော့ကနေပြီးတော့ တရားဘာကြောင့်အားထုတ်ရတာလို့တရားအားထုတ်တယ်ဆိုတာဘာလို့ဆိုတော့ပြောတာเนาะ